ားလုံးမဲမင်္ဂလာပါရှင်24နှစ်အတွင်းထူခြားတဲ့ပြည်ရင်းပြည်ပါစေဝန်ဆောင်ဖရဲတဲ့တင်းလေးကိုတင်ဆက်ပေးပါတော့မယ်ကျမတို့မြင့်တီကိုပါကဘာရည်နဲ့အစဉ်တော်မြင့်တက်နေတော့လေကျူတင်မောက်ထားမှုတွေကြောင့်စက်သုံးစီဖူလုံနေတဲ့တဲ့အီရန်ကိုအမေရိကန်ကဗုံးကျတိုက်ခိုက်မှုစတင်လိုက်တဲ့တဲ့ဝင်ကြီးချုပ်ရာထူးမှမနှုတ်ထွက်တာကြောင့်ထိုင်းနိုင်ငံရဲ့အကြက်တဲ့ပိုကြီးလာတဲ့တဲ့ ဓာတ်များကိုကိုထိလျောက်တက်ခိုက်ပါကထောင်နဲ့ရှာမှတ်ခံရမယ့်တဲ့ပါဝင်အစားရှိတဲ့ပြည်ရင်းပြည်ပါစေဝင်စားဖွဲ့ရတဲ့တဲ့နေကိုတင်ဆက်ပေးသွားမှာပါပထမဆုံးအနေနဲ့ပြည်ဝင်သတင်းတပုတ်ကိုတင်ဆက်ပေးကြပါမယ်။ကမ္ဘာ့ရင်းနှီးစဉ်တွေနဲ့တက်နေတော့လေကျူတင်မှောက်ထားတာကြောင့်73စီဖူလုံမှုရှိနေရလို့သိရပါဗျ။ဒီသတင်းကိုတော့မြန်သူသူကပေးပို့လာတာပါ ကမ္ဘာ့ရေနံစည်မြင့်တက်မှုကြောင့်အာရှပစိဖိတ်ဒေသအတွင်း73စီစီနှုန်းမြင့်တက်ခြင်းနဲ့အတူပြည်တွင်း73စီစီနှုန်းနဲ့မြင့်တက်လာတော့လေကျူတင်မောက်ထားရရှိတာကြောင့်73စီပူလုံမှုရှိနေတယ်လို့သိရပါတယ်ပြည်ရင်း73စီစီနှုံနဲ့မြင့်တက်တော်လဲပြီးခဲ့တဲ့နှစ်စံပိုင်းကဖြစ်ပေါ်ခဲ့တဲ့ဇီနုံများထက်သက်သာလျော့နေပြီးတော့ပြပကနေ73စီတင်တင်မော်ရီအဆက်မပြတ်ဝင်ရောက်လျက်ရှိနေတယ်လို့သိရပါဗျ လက်ရှိပြည်တွင်းစစ်တုံးစီစဉ်နှုန်းကလည်းပြီးခဲ့တဲ့နှစ်ဆန်ပိုင်းဇန်နဝါရီလနဲ့ဖေဖော်ဝါရီလများမှာ ပြပေါ်ခဲ့တဲ့ဈေးနှုန်းတွေထက်တလီတာကို700ကနေ750အထိတက်ရောက်နေလျက်ရှိနေတယ်လို့သိရပါတယ်။ဒါအပြင်ကျွတေမာရောက်ထားတဲ့အစီအစဉ်တိုင်းပြည်ပကနေ73စီတင်မော်တွေလည်းအဆက်မပြတ်ဝင်ရောက်လျက်ရှိနေပြီးအရန်စီများကလည်းနှစ်ဘက်ဆက်ခဲရှိနေတာကြောင့်ပြည်ရင်းမှာတော့73စီဖူလုံမှုရှိနေတယ်လို့သိရပါဗျ။ဆက်လက်ပြီးနိုင်ငံတကာဒင်းသဘောကိုတက်ဆက်ပေးကြပါမယ်။ အီရန်အားအမေရိကန်ကဗုံးကျတိုက်ခိုက်မှုစတင်လိုက်ပါတယ်။ဒီတင်ကိုတော့ငင်းချောင်းဝါပြပူလာတာပါ။အီရန်နိုင်ငံအတွင်းမှာရှိတဲ့နေရာသုံးခုကိုအမေရိကန်ကဗုံးကျတိုက်ခိုက်မှုပြုလုပ်ခဲ့တာကြောင့်အစ္စရေးအီရန်ပဏိပက္ခအတွင်းမှာအမေရိကန်မှပါဝင်လာခဲ့ပြီဖြစ်တယ်လို့တတိယကဘာစစ်ဖြစ်နိုင်နေဆိုတဲ့စိုးရိမ်မှုတွေပုံပုံမြင့်တက်လာခဲ့လို့သိရပါတယ်။ အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကအီရန်နိုင်ငံအတွင်းမှာရှိတဲ့နျူကလ িয়ার ထုတ်လုပ်ဖို့အတွက်ယူရေနီယံတန့်စင်နေတဲ့နေရာသုံးခုဖြစ်တဲ့ Fordo, Natas နဲ့ Aspar မှာရှိတဲ့စက်ရုံတွေကိုပုံကျတက်ခိုက်ခဲ့တာပဲဖြစ်ပါတယ်။ဗီတူပုံကျလေယုန်တွေကိုတုံးပြီးတော့မြေအောက်ပေး300အနက်အထိကိုထိုးဖောက်ဝင်ရဖောက်ကွဲဖြစ်စီနိုင်တဲ့ GBU 57လို့အမည်ပေးထားတဲ့ဘုံတွေကိုအသုံးပြုတက်ခိုက်ခဲ့တာပါ။အဲ့ဒီဘုံတွေကိုအမေရိကန်တနနိုင်ငံတွေကပဲပိုင်ဆိုင်ထားပြီး Israel ကအီရန်ရဲ့နျူကလ িয়ার ထုတ်လုပ်ဖို့အတွက်ကြိုးပမ်းနေတဲ့နေရာတွေကိုတက်ခိုက်ရမှာ ာမြေအောက်မှာတိစောက်ထားတဲ့အပိုင်းတွေကိုတိုက်ခိုက်နိုင်စွမ်းမရှိတာကြောင့်အမေရိကန်ကဝင်ရောက်တိုက်ခိုက်ခဲ့ရပဲဖြစ်ပါတယ်။တိုက်ခိုက်ခံရပြီးတဲ့နောက်မှာအီရန်ကောင်းဆောင်ခါမီနီကအီရန်ကိုတိုက်ခိုက်လာမှုတိုင်းကိုတူညီရဲ့တုတ်ပြမပြုလုပ်မယ်လို့ပြောကြားခဲ့တာကြောင့်အရှေ့လေပိုင်းဒေသမှာရှိတဲ့အမေရိကန်စစ်ကမ်းတွေကိုအီရန်ဘက်ကတိုက်ခိုက်လာပွဲရှိနေရလို့လည်းသိရပါတယ်။နောက်ထပ်နိုင်ငံတကာတင်းတမုတ်ကိုတင်ဆက်ပေးကြပါမယ်။ဝင်ကြည့်ကြရာဒီဝမနှုတ်ထတာကြောင့်ထိုင်းနိုင်ငံရဲ့ကြက်တဲ့ပိုကြီးလာလို့သိရပါဗျ။ဒီတင်ကတော့ငင်းကြောင်ဝါပြပူလာတာပါ။ ထိုင်းဝင်ကြီးချုပ်ပေတုံတန်ရှင်နာမထွာကိုယာဒူကနှုတ်ထွက်ဖို့အတွက်အတိုင်းခံပါတီတွေမှာကပဲမဟာမိတ်ပါတီတွေကပါတောင်းဆိုနေတာကိုလက်မခံတာကြောင့်ထိုင်းနိုင်ငံရဲ့အကြက်တွေကပုံမှုကြီးမှလာခဲ့လို့သိရပါတယ်။ထိုင်းစစ်တပ်ကိုအလီမထားသလိုပြောကြားခဲ့မှုကြောင့်ပေတုံတန်ရှင်နာဝက်ထွာကိုနိုင်ငံရေးသမားတဝက်အနေနဲ့ဂုံတိခံရှိတာကိုပြတဲ့အနေနဲ့ယာဒူကနှုတ်ထွက်ဖို့အတွက်တောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။ ပေတုံတန်ရှင်နာဝက်ထွားရဲ့ပါတီဖြစ်တဲ့ဖေတိုင်းပါတီကပေတုံတန်ရှင်နာဝက်ထွားအနေနဲ့ယာရူးကနေနှုတ်ထွက်မှာမဟုတ်တလို့အတိုက်ခံတွေရဲ့တောင်းဆိုချက်ဖြစ်တဲ့လွတ်တော်ဖြစ်သိမ့်ပြီးတော့ရွေးကောက်ပွဲကျင်းပတာမျိုးလည်းလုံးဝမဟုတ်ဘူးလို့သတင်းထုတ်ပြန်ခဲ့ပါတယ်။ ထိုင်းမျိုးသားရဲ့သမားတွေနဲ့တော်မင်မိသားစု ထောက်ခံတဲ့သူတွေကပြည်တုံတန်ရှင်နာဝဲဒရာယာဒုကမနှုတ်ထွက်ဘူးဆိုရင်အတိုက်ခံပါတီတွေကိုထောက်ခံနိုင်မျိုးမဟုတ်ပေမဲ့လုံတင်နာတွေဆက်လုပ်သွားမယ်လို့ပြောကြားခဲ့တာကြောင့်ထိုင်းနိုင်ငံရေးနဲ့ပတ်သက်ပြီးတော့မတည်ငြိမ်မှုတွေပေါ်ထွက်လာနိုင်ခြေရှိနေတယ်လို့သိရပါတယ်။ဆက်လက်ပြီးအာခစလင်းတပုတ်ကိုလည်းလက်ခံရရှိထားပါသေးတယ်။ဒါများကိုကိုထီလင်းအောင်တိုက်ခိုက်ပါကထောက်နိုင်ရှမှတ်ခံရမယ်လို့သိရပါတယ်။ဒီတဲ့ကိုတော့ငင်းကြောင်ဝါပြပူလာတာပါ။ကွင်းလေတိုင်းတွေနဲ့စီချက်တိုင်းတွေကို ကိုတီလက်ရောက်တိုက်ခိုက်တာပဲလုပ်မယ်ဆိုရင်ထောင်နဲ့ရှာမှတ်ခံရမယ်ဥပဒေကိုအီတလီနိုင်ငံမှာစတင်ကြေညာတော့မယ်လို့သိရပါဗျ။ အီတလီတရားရေးဝင်ကြီးဌာနဟာဘောလုံးကွင်းတွင်မှတင်ငင်ရေးကိုရှေ့ရှုပြီးဒီဥပဒေကိုပြဋ္ဌာန်းလိုက်တာဖြစ်တယ်လို့သတင်းထုတ်ပြန်ခဲ့ပါတယ်။ထိုင်းတွေကိုတိုးထိုးတာတွေတင်မကပဲနှုံနဲ့ရှေ့လျှောက်တာမျိုးတွေလုပ်တယ်လို့ထင်ရှားမယ်ဆိုရင်ဒီဥပဒေနဲ့အေးအေးယူခံရမှာဖြစ်ပါတယ်။အီတလီနိုင်ငံဟာဥရောပနိုင်ငံတွေထဲမှာအင်္ဂလန်ပြီးရင်ဘောလုံးလူရန်ကအများဆုံးရှိတဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ပြီးခဲ့တဲ့ဆယ်စုနှစ်တခုအတွင်းမှာဖြစ်ပွားခဲ့တဲ့ဘောလုံးကွင်းတွင်ကပဏိပခဖြစ်စဉ်တွေကိုသုံးသပ်ပြီးနောက်မှာဒီဥပဒေကိုဆွဲခဲ့တာဖြစ်တယ်လို့သိရပါတယ်။ အခုတင်ဆက်ပေးခဲ့တာတွေကတော့မြန်မာရှိရဲ့24နာရီနေ့ကသတင်းတွေပဲဖြစ်ပါတယ်။တချို့အပိတ်ကြပြည်သက်များအားလုံးကျမ်းမာရှင်လန်ကြပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ရှင်။